အင်္ဂါထွက်သွားတဲ့တဲ့နဲ့ပတ်သက်ပြီးပညာသားပါပါတုံ့ပြန်လိုက်တဲ့မြတ်သူသူ Hello 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 ဆယ်လီမမလာပါပြီရှင်အမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များရှင့်လွန်ခဲ့တဲ့ရက်ကတော့ MRT ဖုန်းမင်းသမီးမြတ်သူတို့ကခင်မွန်းတဲနဲ့စိတ်ဆိုးစကားများပြီးအိမ်ပေါ်ကထွက်သွားတဲ့တဲ့နေကပလူပြန်အောင်တက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကမြတ်သူတို့တယောက်အိမ်ပေါ်ပြန်ရောက်လာသည့်အချိန်မပြီးဆုံးနိုင်သေးတာကြောင့်မြတ်သူတို့ကဝေဖန်နေကြအပုတ်ချနေကြပြီးတဲ့င်းမတွေလွင့်နေကြတဲ့သူတွေကိုအခုလိုမျိုးပညာသားပါပါနဲ့တုံ့ပြန်လာတာဖြစ်ပါတယ်။မြတ်သူတို့ရဲ့အိမ်တော်ရင်ကအားလုံးထင်မှတ်ထားသလိုပျော်ရွှင်စရာမကောင်းဘူးဆိုတာကိုလည်း ိတဲ့သူတချို့ကတိနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဟန်ဆောင်ကောင်းလို့နဲ့မြတ်သူတို့ကတော့ပျော်ရွှင်တဲ့အကြောင်းအရာတွေကိုပဲဖွင့်လှစ်ပြီးပြသခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့လေအကုန်လုံးကမြတ်သူတို့တယောက်ချစ်သူရင်ခွင်မှာပျော်ရွှင်နေရတယ်လို့ထင်ခဲ့တာပဲဖြစ်ပါတယ်။မြတ်သူတို့ကအိမ်အောင်ကြီးဇလန်းတွေစကြတဲ့ကတကယ့်ကိုအရှုပ်တော်ပုံနဲ့ကိုဝင်ရောက်သွားခဲ့ရတာဖြစ်ပြီးအမှုပညာလောကကနေထွက်သွားခြင်းရလောက်တဲ့ဒီစိတ်ဓာတ်တွေကြာနေခဲ့ရတာဖြစ်ပါတယ်။နောက်ပြီးဒီနေ့တခြားဝါလာတဲ့ခန္ဓာကိုယ်တွေကြောင့်မြတ်သူတို့ကသူရင်အလှတရားတွေပြောက်ွယ်နေလို့အမှုပညာလောက်တွေကိုလည်းရန်နာထ exageraba. လွန်ခဲ့တဲ့ရက်ပိုင်းကထွက်ပေါ်ခဲ့တဲ့အိမ်ကနေထွက်သွားတဲ့သတင်းနဲ့ပတ်သက်ပြီးအခုလက်ရှိအချိန်ဒီတချို့သောဆိုရှယ်မီဒီယာတွေမှာအဲ့ဒီသတင်းတွေကတင်လို့မပြီးသေးတာကြောင့်မျက်သူသူကိုယ်တိုင်ကဗီဒီယိုတစ်ပုဒ်နဲ့ဖြည့်ရှင်းလာပါတယ်။အဲ့ဒီဗီဒီယိုမှာတော့သူကပညာသားပါပါနဲ့ပြောထားတာပါ။သူဟာမျက်သူသူမဟုတ်တဲ့ပုံစံမျိုးနဲ့ပရိသတ်တွေရဲ့ကိုစားပြောပြလာခဲ့တာပါ။မျက်သူသူတရားအိမ်မော်ကဆင်းသွားတယ်ဆိုတဲ့သတင်းတွေကြားလို့မြင်မြန်ပြန်စီခြင်းကြောင့်ခင်မောတင်ရဲ့အိမ်တွင်အကြမ်းဖက်နှိပ်စက်မှုတွေကြောင့်ဆင်းသွားရတာဆိုလို့စိတ်မကောင်းဖြစ်ကြောင်းနဲ့ခေကာလာမကောင်းလို့အိမ်ကိုမြင်မြန်ပြန်စီခြင်းက ကြောင်းနောက်ပြီးကိုရီမိန်နေဆိုတဲ့အတုံးလုံးတွေနဲ့ပတ်သက်ပြီးဝေဖန်နေကြတဲ့ပုံမှာလည်းမြတ်သူသူကအခုလိုကိုရဲ့အမျိုးသားကသူ့ကိုသူကိုသူ့ရဲ့ချစ်သူကောင်မလေးမိန်ကလေးကိုမိန်လို့တောင်းနေဆိုတာတရုပ်ယူဆရိယပြောပြတာဖြစ်ကြောင်းကိုလည်းပြန်လဲပြောပြလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မြတ်သူသူကအခြားသူတွေလိုရှန်တွေ့ဆက်ဆက်နဲ့ပုံစံမျိုးနဲ့ဖြည့်ရှင်းလာတာမဟုတ်ပဲဟာတာသဘောအနေနဲ့ဖြည့်ရှင်းလာတာဖြစ်ပါတယ်။ဆိုလိုချင်တာကတော့မြတ်သူသူကသူကတော့လက်ရှိချိန်မှာအိမ်ကိုပြန်ရောက်နေပြီးသူ့ရဲ့ချစ်သူခင်မိုးနဲ့ကအဆင်ပြေနေပြီ။ဒါပေမဲ့တဲ့င်းဒီမှာကတော့အိမ် ေါ်ကဆင်းသွားတဲ့သတင်းတွေကမပြီးနိုင်သေးလို့အခုလိုမျိုးဗီဒီယိုတစ်ပုဒ်နဲ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီးမြတ်သူတူဝါတနီတခြားပိန်သွားတယ်ဆိုတဲ့ကိစ္စရပ်တွေပေါ်မှာလည်းတချို့သောသတင်းမီဒီယာတွေကမျိုးသားရဲ့နှိမ့်ဆက်တာခံရလို့စိတ်ဆင်းရဲပြီးပိန်သွားတယ်ဆိုတဲ့သတင်းတွေကြားလို့စိတ်မကောင်းဖြစ်တယ်ဆိုပြီးဟာတနောကပြောထားပါတယ်။တကယ်တမ်းမှာတော့မြတ်သူတူက ဗီဒီယိုဇလန်းတွဲတွေပြန်လည်ရိုက်ကူရမှာဖြစ်တဲ့အတွက်ဝိတ်တွေပြန်ချထားတာဖြစ်တယ်လို့သိရပါတယ်။သူတို့နောက်ကအစားလည်းမတ်တဲ့ဇနီးမောင်နှံဖြစ်တာကြောင့်အစားတွေလည်းတမျိုးပြီးတမျိုးစားနေပါတယ်။ဒါပေမဲ့ဇလန်းတွဲတွေပြန်ရောက်တမမလို့သူအနေနဲ့ဝိတ်ချထားတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဟာတာနော်ပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်။မြတ်သူသူနဲ့သူရဲ့ခင်မွန်ကတော့အဆင်ပြေနေပြီမဲ့မီဒီယာတွေမှာကအဆင်မပြေသေးတဲ့သတင်းတွေတက်လာတဲ့ပုံမှာစိတ်ဆိုးဒေါသထွက်ခြင်းမရှိပဲပညာသားပါပါဟာတာနဲ့ပြန်လည်ဖြည့်ရှင်းလာခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီး နေနဲ့ရောအခုလိုမျိုးဝေဖန်နေကြတဲ့အချိန်မျိုးမှာတော့ဗီဒီယိုကိုဟာတာနီနဲ့လုပ်ပြီးပြန်လဲရှင်းပြလာတဲ့မြတ်တူတူပေါ့ဗီဒီယိုနေထင်မြင်သုံးသပ်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်